သတိဒီချင်းတငယ်ချင်းအားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းရနေပြီးတော့ထွက်တဲ့ဟောနော်တရားဝင်ထွက်တဲ့6လုံးထီရဲ့နောက်3လုံးကိုကျွန်တော်တို့ခံမှန်းဖို့အတွက်တောင်ပေါ်စေဒီမူလေးတွေနဲ့ကျွန်တော်မိတ်ဆွေတို့ကိုမိတ်ဆက်ပေးသွားမှာပါဒီမူလေးတွေကမိတ်ဆွေတို့အတွက်အကောင်းဆုံးထောက်ပံ့ဖြစ်ပါလိမ့်မယ်နော်ဟုတ်ပြီဟောကျွန်တော်တို့ဒီပေါ်တော့ predicting the next three numbers of the thailand lottery receipt နောက်ထိုင်းကနေပြီးတရဝင်းထွက်တဲ့ထိုင်းတီကနန်း6လုံးနဲ့ရနေနောက်3လုံးကိုကျွန်တော်တို့ခံမှန်းကြမှာပါ gain စားလိုက်ကြရအောင်ကျွန်တော်တို့ဘောနော်ဒီဥစားလေးဒီမူလေးတွေကဒါကျွန်တော်တွေးစဲမူလေးတွေအားလုံးကိုကျွန်တော်မိတ်ဆွေတို့အတွက်ကိုတင်ပြသွားတာပါအဲကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်เนาะဒီမှာအဲဒီမှာ6 6ဆိုပြီးနှစ်ခတ်ဖြစ်တယ်အဲဒီတန်း 1996ကဲ73ချိန်မှာပေါ့နော်ဇေရီဘလက်တိုင်ရဲ့ဝဲမှာ6လို့ဖြစ်တယ်ချွန်းရဲ့ဝဲမှာ6လို့ဖြစ်ပြီးနက်ခတ်66အဲ့ဒီ66ကတကဒီဘက်ကနေပြီးရာမတစ်ဖြစ်ပြီးတော့ဒီမှာ8လို့ဖြစ်တယ်နော်ဒါဒီမှာချွန်းရာမတစ်ဖြစ်တယ်ဘလက်တိုင်ရာမ8ဖြစ်ပြီးတော့8ပါဝါ3လို့ဆိုပြီးဇေရီရဲ့ဒီမှာရာမပြန်ထောက်တဲ့အတွက်ကြောင့်1 8 3ပေါ့ဗျာဒီဘက်က66ပေါ့ဟုတ်ပြီ ဒီမှာတစ်ခါထပ်ပြီးလိုက်ပြီးတော့ဒုတိယအနေနဲ့2015ရဲ့73ချိန်မှာဖြစ်တယ်ဓမ္မ35လို့ဖြစ်တယ်ဓမ္မ42လို့နှက်ခတ်ပြီးပြီးနှစ်ပါဝါခွန်းလို့ထောက်တယ်ပေါ့နော်အဲ့ဒီလိုမျိုးကျွန်တော်တို့ဒီမှာဘာမှဖြစ်လဲလို့ဆိုတဲ့ခါကျတော့ကျွန်တော်တို့လက်လက်ရှိအဲဒါဘာပြောမလဲဆိုလို့ရှိရင်ဒီဥစ္စာကရန်ကုန်ချိုင်းရေပေါ့နော်ရန်ကုန်ချိုင်းမှာပေါ့လာပြီးတွေ့မှာပါရန်ကုန်တောင်ပေါ်ပေါ့နော်အဲ့မှာတွေ့ရှိပါတယ်ဒါမင်းဇေရီကတော့ ဇေဒီကတော့အတူတူလေးပေါ့ဗျာဒါပေမဲ့ပိုးပြီးတော့အဲ့ဒီရန်ကုန်ချမ်းရဲ့ YouTube ချမ်းရဲ့မန္တလေးချမ်းရဲ့သုံးခုနဲ့တူညီတဲ့နေရာမှာသူကဘာနဲ့သွားတူလဲဆိုဆိုတဲ့ခါကျတော့ဒီရန်ကုန်ချမ်းနဲ့သွားပြီးတော့ဒူးနေတာကိုတွေ့ရမှာပါဟုတ်ပြီဒီမှာကျွန်တော်တို့ဒီမှာ35လို့နှက်ခတ်ဖြစ်တယ်ဒီမှာအဲ6နှက်ခတ်6လို့ဖြစ်ပြီး6ပါဝါ4လို့ဖြစ်လိုက်တယ်6 6 4ပေါ့ဗျာဟုတ်ပြီเนาะအဲ့တော့ပထမပွဲနေမှာဘယ်လိုကစားလဲလို့ကြီးလိုက်တဲ့အခါမှာဒီမှာ ကျွန်တော်တို့၃ညာ break လို့ကစားတယ်အဲ့ဒီမှာဒီမှာထားတဲ့6 6 8 3ကတော့ကီးအနေနဲ့ကစားပါတယ်အဲ့ဒီမှာဒီမှာဟောက3ခွန်3ညာ3ညာလို့ဖြစ်ပြီးလဲပြီးဟောက်တစ်တလုံးပိုင်နဲ့အဲ့ဒီ3ညာကို3ညာ break ကစားခဲ့ပါတယ်ပထမတစ်ချိန်တော့ကို66ကဲ14ချိန်မှာပေါ့73ချိန်မှာစပြီး14ချိန်မှာပေါ့အဲ့ဒုတိယပွဲအနေနဲ့မှာဆိုလို့ရှိရင်လဲဒီမှာ35လို့နှက်ခတ်ဖြစ်တယ်၄နှက်ခတ်နှစ်နှစ်ပါဝါခွန်လို့ဖြစ်ပြီးလဲပြီးတော့ 2015ရဲ့73ကျင်းရဲ့စပြီး14ကျင်းလဲကြာလဲကြာတော့တမဒီပေါ့နော်အလင်းကွင်ပရိပတ်ပုံကင်းကခွန်ပုံကင်းခွန်တလုံးလုံးပိုင်နဲ့ကစားရတယ်အဲ့ဒီမှာခွန်သုံးညာ3ပေါင်းကြီး30ဒီဘရိတ်30အနေနဲ့ကစားပါတယ်နော်အဲ့ဒီမှာဒီမှာဆိုလို့ရှိရင်သူကနေပြီးတော့ဒီမှာအဲဒီမှာ30ဆိုတဲ့တရွဲနဲ့ကစားတယ်ဒီမှာကျတော့60ခွန်ဆိုတဲ့ကနန်းတရွဲနဲ့ကစားလာတာကိုတွေ့ရပါတယ် ဒီပေါ်တော့ပထမတည်ခဲ့တဲ့ဟာတွေကလည်းကြီးနေနေပေါ့နော်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီမှာကစားဖို့ဆိုလို့ရှိရင်ဒါကြီး3 5 6 4 6ပေါ့နော်3 5နဲ့6 4ဒီဒီမှာလာပြီးထီးရပါမယ်အဲ့မှာ तू ကလည်းဒီမှာပုံကြပဲကြပါဒီမှာခွန်98 3ညလို့ဆိုပြီးတော့လာပြီးတော့ तू ထောက်လိုက်ပြီဒါဆိုကျွန်တော်တို့3ည break ကစားဖို့ရှိတယ်အဲ့ဒီမှာဟောမှာ break ပုံကင်းက3ညဒီလုံးပိုင်း3ညဖြစ်ပြီးတော့အဲ့3ညနဲ့ break 3ညဆိုတဲ့ခါကျတော့ဒီ3ညပိုင်းနဲ့ ီ3 5 6 9 4ကလည်းထိရမယ်ဆိုတော့ဒီထဲမှာပါနေတာ9ပါနေတယ်3ပါနေတယ်เนาะအဲဒါကြောင့်မလို့ဒီမှာကျွန်တော်9 90ဘာလို့လဲဆိုလို့ရှိရင်ဒီမှာတော့ဒီမှာကြည့်လိုက်ပါဒီ1ဒီနောက်ပိတ်ကစားတယ်ဒီ9ဒီနောက်ပိတ်ကစားတယ်ဒါကြောင့်မလို့ဒီ3ညကိုနောက်ပိတ်လုံးပိုင်နဲ့ break 30မှာတော့ဒီမှာ3ည5တရွဲနဲ့9 90 3ခွန်တရွဲနဲ့3ခွန်တွဲနဲ့ဆိုတော့ခွန်30ပေါ့เนาะအဲ့ဒီတော့ အဓိကမင်းရတော့990ကိုဥတည်ပြီးလိုက်ပြီးရောဒုတိယက930ပေါ့အဲ့ဒီမှာမှဒီ69လေးနောက်ပိတ်နဲ့ထိဖို့အတွက်အဲ69လေးအထိနဲ့ဆိုရင်226ဆိုတဲ့ကဏန်းလေးရဲ့91လေးဆို91လေးဆိုတဲ့ပြန်ကဏန်းလေးကိုလည်းပဲထပ်ပြီးတော့ရွေးချယ်ထားပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့သဘောကျရင်ကစားနိုင်အောင်လို့ပေါ့ဗျာဟုတ်ပြီနော်အဲ့တော့ဒီကဏန်းလေးတွေကိုဒီမှာကျွန်တော်စေတီတောင်ပေါ်ဒါရန်ကုန်ချမ်းရ ြသွားတယ်မူပါအဲ့လိုပြပြီးတဲ့အခါမှာကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ရဲ့ဒီပေါ့နော်ဒီကလန်နာမူမှာကျွန်တော်ဖန်ပေးထားတယ်ပေါ့နော်ကလန်နာမူမှာကျွန်တော်ဖန်ထားတဲ့ဒီဟိုတဲ့ပေါ့နော်မွေးကနန်းလေးပေါ့မွေးကနန်းလေးကအခုပြန်ပြီးတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဒီမွေးကနန်းလေးကကျွန်တော်တို့ဆင်းလာဖို့အချိန်လေးကဖန်တာတော့အဓိကနောက်ချိန်မှာဒီနောက်ချိန်မှာဖန်တဲ့အတွက်ကြောင့်မလို့အခုချိန်ရနေပြီးတော့မိတ်ဆွေတို့ကို ပြန်ပြီးတော့ဒါကျွန်တော်ပြပေးသွားမှာပါဟုတ်လားနော် ။နော်အဲ့ဒါဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနော်ဒီမှာဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခွန်ခွန်ကိုတဲ့9တက်ကိုတဲ့3ကို9တဲ့ဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာ break အနေနဲ့ဆိုရင်ဒီမှာ23 23 25ပေါ့နော်အဲ့ဒီမှာဒီမှာ3ကို9ဆိုပြီးတော့ခွန် break ရိုက်တဲ့အတွက်ကြောင့်မလို့18ချိန်မှာပြန်ကန်းရိုက်တယ်နော်ကျွန်တော်ကြည့်လိုက်အောင်ဒီမှာ 18ကြိမ်ဆိုတဲ့အခါကျတော့ဒီမှာပြန်ကနန်းကမ္ဘာကစားလဲဆိုဒီမှာပါ18ကြိမ်မှာ935ဆိုတဲ့ပြန်ကနန်းမှာဒီဘော395ကိုတော့ကျွန်တော်အချင်းရင်နဲ့ယူတာပါအဲ့မှာဟိုနောက်ကဖြစ်နေတဲ့ဟို95ရွဲကိုနောက်ဒီမှာ95ရွဲလေးပေါ့နော်အဲ့95ရွဲကိုတပင်ကြောပြီးဟိုနောက်က3နောက်ပိတ်ကလေးနဲ့ပေါင်းလိုက်တော့အခွန်လို့ဖြစ်ပါတယ်နော်အဲ့ဒီခွန် break နဲ့ပြန်ကနန်းပေါ့နော်ဒီဘော395ဒီအချင်းရင်ဖြစ်ပြီးတော့ဟို95နဲ့3နောက်ပိတ်နဲ့ဒီအဲ break ဖြစ်ပါတယ်အဲ့ဒီ953ပေါင်းတော့ခွန်ဒီခွန် break ပြန်ကနန်းကိုဒီ395ကိုပဲသူကနေပြီးတော့ဓမ္မကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ကစားသွားခဲ့ပါတယ်เนาะဒါဆိုပထမဘွဲပြီးပြီးလဲပြီးဒုတိယဘွဲအနေနဲ့မှာတခါကြည့်မယ်ဆိုရင်23ခုမှာ91ခု15ချိန်ပေါ့ဗျာเนาะ15ချိန်ဆိုတော့ဒီမှာ91ခုဆိုတော့15ချိန်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဓမ္မခွန်ရှင်းနေဆိုပြီးပြန်ကနန်းရိုက်ထားပါတယ်အဲ့ကနန်းကရောခွန်ဘရိတ်လားလို့ကြီးလိုက်တဲ့အခါဒီမှာ19 ဆိုတော့30ဒီမှာခွန်နောက်ပိတ်เนาะတပင်ကျော်တော့ခွန်နောက်ပိတ်ဆိုတော့ဆက်ခွန်နဲ့เนาะခွန်ဘရိတ်နဲ့ပြန်ကနန်းမှာအဲ့ခွန်ဘရိတ်ကိုမဟောဒီခွန်ပိုင်လေးနဲ့ဒီမှာတော့လည်း3ပိုင်လေးနဲ့ရိုက်ဆိုဒီမှာလည်းပဲခွန်ပိုင်လေးနဲ့ဆက်ခွန်ဘရိတ်ပြန်ကနန်းကိုဒီမှာခွန်ဘရိတ်နဲ့ပြန်ကနန်းကိုဒီမှာခွန်၈နှစ်ဆိုပြီးလဲပြီးတော့တပင်၂ပင်၃ပင်၄ပင်မြောက်က၈ခွန်နှစ်ဆိုတဲ့ကနန်းလေးကိုပြန်ပြီးတော့ကစားလာတာတွေ့ရမှာပါเนาะ တော့ကျွန်တော်တို့အခုဒီမှာ2025မှာဆိုရင်ကျွန်တော်တို့23ချိန်ပေါ့နော်23ချိန်မှာဆိုတဲ့အခါကျကျွန်တော်တို့နောက်ချိန်ပေါ့ဗျာအခုကျွန်တော်တို့20နဲ့တချိန်ပြီးသွားပြီ22ချိန်ဒီမှာ23ချိန်ဒီမှာပေါ့နော်အော်ဒီမှာကျွန်တော်ခွန်ခွန်ကိုလို့တော့ကျွန်တော်ထည့်ထားတယ်ပေါ့နော်အဲ့ခွန်ခွန်ကိုလေးကဘယ်လို break ယူလဲလို့ကြည့်ရအောင်နော်ဒီခွန်ခွန်ကိုကတော့23ကြီးဖြစ်တဲ့ကြင်ရဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာနောက်နှလုံးနဲ့เนาะတပင်းကြောလိုက်တော့ဟိုမှာခွန်နောက်ပိတ်ကလေးနဲ့ပေါင်းလိုက်တော့ 3နဲ့23ပေါ့နော်အဲ့တော့ခွန်ကိုခွန်ဆိုတော့23ပေါ့အဲ့ဒီ3ဘရိတ်ကိုခွန်ပိုင်လေးနဲ့ပြန်ကနန်းဆိုတဲ့အခါကျတော့ယခုချိန်ဒီမှာတော့ခွန်ခွန်ကိုတကွယ်သေးပဲရှိနေပါသေးတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကြိုးပြီးတော့ထိုးခြင်းနဲ့ဆိုရင်ခွန်ခွန်ကိုလေးတကွက်ကိုလည်းမိတ်ဆွေတို့ထိုးထားလို့ရတယ်လို့ပြောလဲပြသည်အဓိကကတော့ကျွန်တော်တို့နောက်ချိန်မှပါเนาะ ဲ့တော့အခုကျွန်တော်ဒီချိန်နဲ့အခုကျွန်တော်ပြတဲ့ဥစားကတော့ဒီစီရီမူအဲရန်ကုန်တောင်ပေါ်မူလေးရဒီဥစားလေးကလုံးပိုင်၃ညဘရိတ်၃ညမှာလုံးပိုင်၃ညနောက်ပိုင်နဲ့90ခွန်30ကိုတဲပြီးတော့ဒီအဲ့လိုမျိုးပဲနဲ့6လေး6 3ထိပြီးတော့အထက်ကနေယူမယ်ဆိုရင်နှစ်နှစ်6နဲ့9တလေးဆိုတဲ့ခဏလေးနှစ်ကွက်နဲ့လည်းပဲကျွန်တော်ဒါမိတ်ဆက်ပေးလိုက်ပါတယ်မိတ်ဆွေတို့ကြိုက်မယ်ဆိုရင်တော့ကြိုက်တယ်လို့အသုံးပြုနိုင်ပါတယ်လို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါခင်ဗျာ ကိုစိတ်ချမ်းမြေ့ကြပါသည်သတိတည်ကြီးများလည်းအများကြီးပေါက်ကြပါသည်ခင်ဗျာကျွန်တော်အနေနဲ့ကနေပြီးတော့မိတ်ဆွေတို့ကိုပြောချင်တာကတော့အာစောက်ယူခြင်းတဲ့သူတွေရှိတယ်ဒါမှလည်းစောက်ဆိုတဲ့ဥစ္စာကယခုချိန်မှာဟိုပေါ့နော်ဒါကျွန်တော်ကိုပိုင်လုပ်မယ်လို့တွေးထားပါတယ်ဒါပေမဲ့အဲ့လိုကိုပိုင်စောက်လုပ်ဖို့အတွက်ကတော်တော်တာဝန်ကြီးတယ်ဗျနော်ဒီစောက်တုပ်ထုတ်ဖို့ဥစ္စာမှာကျွန်တော်ခံမှန်းတွက်ချက်ကြည့်လိုက်တာကနော် တော်တော်လေးကိုတောင်းကနန်းတော်တော်များများလေးကိုဖြစ်နေပါတယ်เนาะဒါအ ਨੇ ဆုံးဟိုရမသူဟာဒီစောက်တုံးအနေနဲ့က9000 10000လောက်အထိကိုဖြစ်သွားနိုင်တယ်လားလားရှိပါတယ်ဒီတဲ့တက်တာနိုင်ရင်တော့အကောင်းဆုံးပါဗျာဒါပေမဲ့စောက်မာတဲ့သူတွေစောက်လိုချင်တဲ့သူတွေတဲ့ကိုကျွန်တော်ရဲ့အခုလက်ရှိအာနော်ဒီစောက်တွေကိုလုံနေတဲ့နေရာမှာဒီမူတွေကိုပြနေတဲ့နေရာမှာကျွန်တော်ဒီက အဖုံးတွေက site တွေကိုကျွန်တော်အဖုံးတွေကတော့เนาะဒီဥစ္စာကိုကျွန်တော်အဓိကပြုလုပ်ပြီးတော့ဖုံးတွေကတောင်ပေါ်မူတွေကနေပြုလုပ်လို့ထားပါဒါကြောင့်မလို့ဒီဖုံးကနေပြီးတော့ထုတ်တဲ့ဖိုင်းကိုမှားတဲ့သူများရှိပါတယ်เนาะဒါမျိုးစူးစီးပြီးတော့တင်ပေးမယ့်ဥစ္စာအဲစူးစီးပြီးတော့ထုတ်တဲ့ဟာကိုလိုချင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်နောက်ပင်သို့မဟုတ်မှားထားတဲ့မိတ်ဆွေကိုလည်းအဲ့လိုပြောထားပါတယ်နောက်ချိန်သို့မဟုတ်ဖြစ်နိုင်မယ်ဆိုရင်တော့အဓိကကတော့2026မှာ ဖြစ်မယ်လို့တော့ပို့ပြီးတော့ယူဆပါတယ်နော်တကယ်လို့များအဲ့လိုစာအုပ်တို့မှာလိုချင်တယ်ဆိုရင်ဆက်သွားပါကျွန်တော်တတ်နိုင်တယ်ဆိုရင်တော့နော်ထိုက်တင်အားလျော်ဆိုရင်နှုံသားနေနဲ့ကျွန်တော်ပြုလုပ်ဖို့ရည်ရထားပါတယ်အဲကျွန်တော်ရဲ့ organize နေကိုလိုချင်မယ်ဆိုရင်ကျွန်တော်ရွေးချယ်ပေးရမယ်ခန်းကိုရွေးချယ်ပေးရမယ်ဆိုရင်စာအုပ်တို့ဝါတို့ကိုလိုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်39 684 693269ကိုမိတ်ဆွေ c'est de balle, ok?